အမေရိကန်ဆိုရအနေနဲ့ပါကစ္စတန်ခြေစိုက်စစ်သွေးကြော်တွေကိုတိုက်ခိုက်နှိမ်နှင်းမှုမှာပါကစ္စတန်ဆိုရအနေနဲ့အိန္ဒိယနဲ့အတူပူးပေါင်းဆောင်ရွက်ဖို့မျှော်လင့်ကြောင်းအမေရိကန်ဒုတိယသမ္မတဂျီဒီပန်ကမေလ၁ရက်နေ့ကပြောကြားခဲ့ပါတယ်။အိန္ဒိယဗချံမှာရှိတဲ့ကက်ရှမီးယားဒေသမှာလက်တလော ဖြစ်ပေါ်တဲ့အစ္စလာမစ်စစ်သွေးကြော်တိုက်ခိုက်မှုဖြစ်စဉ်ပေါ်အိန္ဒိယရဲ့တုံ့ပြန်မှုဟာပုံမူကျပြတဲ့ဒေတာရင်းပြိပခတရက်စီဥတီမလာစီလိုကြောင်းမျှော်လင့်တယ်လို့ဘန့်စ်ကဆိုပါတယ်။ တတလောအကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ်အိန္ဒိယရဲ့တုံ့ပြန်ချက်ဟာပုံမှုချင်းပြတဲ့ဒေတာရင်းပြိပခတရက်စီဥတီမသွားဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့ဘန်စကာဖို့နီယူနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်ပါကစ္စတန်အနေနဲ့သူတို့မှာတာဝန်ရှိတဲ့အခါမျိုးမှာတခါတလေသူတို့ရဲ့နေမြေထဲမှာကျင်းလည်နေတဲ့အကြမ်းဖက်သမားတွေကိုအိန္ဒိယနဲ့အတူပူးပေါင်းပြီးတားဆီးသင့်ပါတယ်လို့ဘန်ကဆိုခဲ့ပါတယ်။လူ26ဦးသေဆုံးခဲ့တဲ့ဧပြီလ22ရက်နေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ။ဗန်ရဲ့မှတ်ချက်ဟာအိန္ဒိယမှာအစွန်းရောက်တိုက်ခိုက်မှုဖြစ်စဉ်ဟာပါကစ္စတန်နဲ့ဆက်နွယ်ဝေးရှိကြောင်းအမေရိကန်အစိုးရရဲ့သဘောထားကိုအနည်းဆက်ဆုံးထည့်ရစေခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ထိပ်တန်းအမေရိကန်ခေါင်းဆောင်တွေကအဲဒီတိုက်ခိုက်မှုကိုပြစ်တင်ရှုံချခဲ့ပြီးအကြမ်းဖက်တိုက်ခိုက်မှုလို့ခေါ်ဆိုခဲ့ကပါကစ္စတန်ကိုတိုက်ကြိုက်ပြစ်တင်ခြင်းမရှိဘဲအိန္ဒိယကိုအားပေးထောက်ပံ့မှုပြသခဲ့ပါတယ်။လက်တလော့ဂျပိုင်းအတွင်းအမေရိကန်အစိုးရကအိန္ဒိယနဲ့ပါကစ္စတန်အနေနဲ့တင်းမာမှုတွေကိုဖြေလျှော့ကြဖို့လည်းတိုက်တွန်းခဲ့ပါတယ်။